Hello Ikki ရဲ့ချစ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့လေးဟာဆိုရင်1998ခုနှစ်ကဂျပန်နိုင်ငံကနေစတင်ပြီးဝင်ပွားလာခဲ့တဲ့တတိတိလာခဲ့တဲ့ World Kindness Day ရဲ့28ချိန်မြောက်နေ့လေးပဲဖြစ်ပါတယ်ဂျပန်နိုင်ငံကနေစတင်ပြီးတတိတိလာခဲ့ပြီးမဲ့နောက်ပိုင်းမှာ American UK Italy India ASEAN နိုင်ငံတွေပါဝင်တဲ့ နိုင်ငံ28နိုင်ငံလောက်ကလည်းပူးပေါင်းပါဝင်လာခဲ့တဲ့အတွက်အခုလိုကဘာလုံးဆိုင်ရာ ကျင်နာတရားတွေမြစ်တာတရားတွေကိုဖြန့်ဝေပေးတဲ့ညဝေပေးတဲ့နေ့လေးတစ်နေ့အဖြစ်ကျင်းပလာခဲ့တာဖြစ်ပါတယ်ဒီလိုအစ္စနာတရားတွေမြတ်တရားတွေဖြန့်ချစ်ပေးမှုက လူသားအချင်းချင်းသာမဟုတ်ပါဘူးနော်ကျမတို့ ਨੇ နီးစပ်နေတဲ့တရိတ်ဆန်နဲ့တပဝပဝင်းကျင်ပုံမှာလဲတက်ရောက်ပါတဲ့ရှင်။ဒါကြောင့် kindness toward people animals and environment လို့ဆိုထားပါတယ်။ကဲပလောက်တောင်ချစ်စရာကောင်းနေတယ်လေ။အကျဉ်းတော်မြတ်တာကိုဖြန့်ဝေပေးဖို့ကလုံးဝမခက်ခဲပါဘူးနော်။အခုပဲကုဘေးကလူတစ်ယောက်ကိုဖြစ်စေအလုတ်သေးကလူတွေကိုပဲဖြစ်စေ။ နောက်ဆုံးကျမတို့လက်မှတွေ့တဲ့သူတယောက်ကိုပဲဖြစ်စေအပြုံးကလေးနဲ့သူ့စိတ်ကိုနှွေးထွေးစေတာကလည်းမေတ္တာဖြန့်ဝေခြင်းတစ်မျိုးပါပဲနော်နောက်ပြီးကျမတို့ကိုယ့်ရဲ့မိသားစုဝင်တွေကို လက်ဆောင်သေးသေးလေးတစ်ခုဖြစ်စေသူတို့စားချင်တဲ့မုတ်ကလေးတွေဝေထွေးတာဖြစ်စေဒါကလည်းမေတ္တာပါပဲအကျဉ်းတရားပါပဲကျမတို့ရဲ့အဝေးကမိတ်ဆွေတွေစီကိုတတိယကျောင်းတာကျောင်းမှာကျောင်းလေးကို message လေးတစ်ချောင်းနဲ့လမ်းပို့ပေးတာဖြစ်စေနောက်ဆုံးလမ်းသွားရင်းနဲ့ကျမတို့လိုအပ်တဲ့သူကိုတွေ့ခဲ့ရင်နှွေးထွေးတဲ့အပြုံလေးနဲ့ကိုတက်နေတဲ့လောက်လေးကိုမျှဝေပေးတာဖြစ်စေလှုပ်ပေးလိုက်တာကလေအရင်ထီရောက်မှုရှိတဲ့မေတ္တာအကျဉ်းနာကိုဖြန့်ဝေပေးတာပါပဲနော်ဒါကြောင့်ကျမတို့တဦးတယောက်ချင်းစီရဲ့စေတနာမေတ္တာလေးတွေကနေတစ်ဆင့်ကဘာကြီးကိုနှွေးထွေးမှု အတူပြီးချရအောင်လားရှင်အစုံအထိလိုက်ပါနောက်ဆက်ပြီးခဲ့ကြတဲ့တူတူယောက်ချင်းကို2အတူပဲဂျေဇူးတင်ရှိပါတယ်ရှင်